မောင်နှမလိုရောတငယ်ချင်းလိုပါအမြင်နဲ့ပေးနာမှရှိနေခဲ့တဲ့အကိုဖြစ်သူ ဟိဝိယံရဲ့မင်္ဂလာပွဲမှာအမတ်တရစကားပြောစားရင်းနဲ့မျက်ရည်တွေမထိန်နိုင်အောင်ပွဲထဲမှာငိုကြွေးခဲ့တဲ့ဟိဝိယံရဲ့ညီမလေးအေလာရွှေစင်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကနိုဝင်ဘာလ15ရက်နေ့ကကျင်းပပြုလုပ်ပြီးစီခဲ့တဲ့တရုတ်ဆောင်ဟိဝိယံနဲ့ဆွေပြေသစင်တို့ရဲ့မင်္ဂလာညစာစားပွဲလေးမှာတော့ဟိဝိယံရဲ့ညီမဖြစ်သူအေလာရွှေစင်ကအကိုဖြစ်သူဟိဝိယံရဲ့တောင်းဆိုချက်အရအမတ်တရစကားပြောကြားခဲ့တာပဲဖြစ်ပါတယ် အဲလာကတော့မောင်နှမ၄ယောက်ထဲမှာအငယ်ဆုံးသမီးလေးဖြစ်ပြီးအခုဆိုရင်တော့ကျန်တဲ့မောင်နှမ၃ယောက်စလုံးကအိမ်အောင်ကျသွားခဲ့ပြီဖြစ်တာကြောင့်မိဘတွေနားမှာသူမတစ်ယောက်တည်းပဲကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်ဟေးဝီယန်နဲ့အဲလာရွှေစင်တို့ဟာအထက်အောက်မောင်နှမတွေဖြစ်ကြတဲ့အတွက်မောင်နှမလိုရောတကယ်ချင်းလိုပါရင်းနှီးခဲ့ကြတာလည်းဖြစ်ပါတယ်အလားလေးကဟိဝိယံနဲ့စုပြည့်တစဉ်ချစ်သူဖြစ်နေတဲ့ကာလာတစ်လျှောက်လုံးပါလေစုပြည့်အပေါ်မှာအမားတယောက်လိုချစ်ခင်တွေ့တာခဲ့သူလည်းဖြစ်ပါတယ် အခုကျင်းပပြီးစီခဲ့တဲ့မင်္ဂလာညစာစားပွဲလေးမှာလည်းအင်လာရွှေစင်းကအကိုဖြစ်သူဟိဝေရန်လက်ထက်မင်္ဂလာပွဲကျင်းပသွားပြီးသူမတယောက်တည်းကြံခဲ့တဲ့အချိန်ရင်းထဲကခန်းစားချက်တွေကိုဝန်နေဝန်တာပြောပြလာခဲ့တာလည်းဖြစ်ပါတယ်အလာကတော့စင်ပေါ်မှာအမတ်တရစကားပြောကြရင်းနဲ့မျက်ရည်တွေမထိနိုင်အောင်ငိုကြေးခဲ့တာကြောင့်သူတို့သားနဲ့သူတို့သမီးကတော့ပြန်ပြီးချောရတဲ့အထိဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဟိဝိယံတို့မင်္ဂလာပွဲလေးကိုကြည့်ရင်ပရိသတ်တွေလည်းကြည်နူးဝမ်းသာကြရသလိုဟိဝိယံရဲ့ညီမလေးအဲလာရွှေစင်ခန်းစားနေရတဲ့ရင်းနှီးကခန်းစားချက်တွေကိုလည်းပရိသတ်တွေကထပ်တူခန်းစားနိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။အဲလေးပါ၊အဲ့ဆာကြီးလိုပြီးပါဘူးလားခင်ဗျာ။အာအာဘလိုလဲ။အဲ့ဆာကြီးလိုပြီးပါဘူးလား။အာအခုတော့အမှတ်ရရတဲ့ကတော့ လည်းမလို့ခင်ဗျားသာပါဘူးအာဒါမှမဟုတ်ဒီနေ့အကောင်ကပြောအလားစီးနေမှာပေါ့နော်အညီမလေးရဲ့အဖို့ကိုရအဖက်တရားစကားလေးစင်ပေါ်မှာပြောပေးလို့ရမလားပေါ့နော်ဆိုတော့အညာကိုအာ surprise လည်းထပ်ပါရဲ့စိတ်လည်းလောချောင်းရပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီစင်ပေါ်မှာတိုင်တန်ကြီးကိုစကားလုံးလေးအများကြီးလေးစီခဲ့တယ် တိုင်းရေးပြောမယ်ပေါ့နော်ဟုတ်တယ်ဒါပေမဲ့ဒီနေ့လက်တွေ့မှာအားလုံးသိပါပါတယ်ဟုတ်ကဲ့ဝမ်းသာစီကြီးဆိုနေတာဟုတ်ကဲ့အဲ့တော့ဒီဆိုရင်နိုင်ငံလေးကျွန်တော်ဟိုဟို Instagram video မြင်ရပြန်နော်အဲ့တော့ပထမအဆုံးအနေနဲ့ဒီလိုမျိုးအဖိုးထပ်ပြီးတော့မှသိကိုနောက်ပါရင်သတို့သမီးလေးကိုခေါ်ဆောင်လာပြီးတဲ့အကိုအတွက်ကျေးဇူးတင်စကားလေးအဲအားအားလည်းကြောက်ရပါရဲ့ဘာလဲဆိုတော့ အဖိုးကလည်းအမောက်အရင်ဖြစ်တယ်အမကလည်းအဖိုးအရင်ဖြစ်တယ်အဲ့တော့ဒီလိုဆက်လာဆက်ဆောင်းအမတယောက်ကိုဆက်လာပြီးတော့အနိုင်ရပြီးဆိုကြပါရဲ့အရင်ကဝမ်းသာပါရဲ့ဟုတ်တယ်ပါဗျာအခုတည်းကကြောက်ရတယ်ခင်ဗျာကျတော့ Hãy subscribe cho kênh

Okay, well, to the end of the morning, thank you so much for coming. Yeah. Okay, well, wow. check it out, sorry.